အပိုင်း1130အစမှာတော့ဂူမာသူရဲ့မိဘတွေနဲ့အတူတူဖြတ်တန်းခဲ့ရတဲ့မတ်တရတွေကဆားလို့မိဘတွေအသက်ခံရတာကိုကြည့်နေရတဲ့အချိန်ထိနာကျင်စရာကိစ္စတွေကိုပြန်ပြီးတော့မြင်အောင်နေပါလေသူက God Valley မှာချင်းကြနေပြီးတော့ထွက်ပြေးရကနေပြန်ဖမ်းခံလိုက်တဲ့အခါမှာ Ivan Kong နဲ့ဂျင်းနီတို့ကိုစပြီးတော့တွေးခဲ့ပါလေ Ivan Kong ကဂူမာပါဝင်ဂျုံနေအားလုံးကိုထွက်ပြေးကြအောင်ပြောပြီးအစည်းအဝေးတစ်ခုကိုဆွဲလိုက်ပါလေ Celestial Dragon တွေက God Valley ဂျုံသားတွေကိုအမဲလိုက်ပွဲလုပ်နေပြီးတော့ပြေးနေတဲ့အထဲမှာပြန်ဖမ်းခံလိုက်တဲ့ဂူမာလည်းပါဝင်နေပြီးအမှန်အများဆုံးနဲ့အနိုင်ရတဲ့ Champion က တစ်တာတွေကအထူးဆုလက်တွေကိုရရှိမှာဖြစ်ပါတယ်။လိုက်တတ်ကြမဲ့သူတွေကတော့ဂါလိန်တို့ပဲဖြစ်ပြီးတော့ထွက်ပြေးနေကြတဲ့သူတွေကလူသားတွေကိုလူသားတွေကအမဲလိုက်တာမမျှတဘူးလို့ပြောကာတယောက်ပြီးတယောက်ပြစ်ခတ်ခံနေကြပါတယ်။ကူမာဘသူမှမကူညီပဲထွက်ပြေးရတာစိတ်မတန့်ပေမဲ့အိုင်ဗန်ကော့ကအစီအစဉ်ကအရေးကြီးတာကြောင့်အောင်ဆိုင်ဖို့ပြောလိုက်ပါတယ်။ဒီမင်ငွေတွေကိုတော့စေတန်အပေါ်ကနေလှမ်းကြည့်နေပါတယ်။ Celestial Dragon ကောင် ကတော့ရှင်ပြိုင်သူအယောက်နှစ်ယောက်ပါဝင်မှာဖြစ်ပြီးတနအိတွင်းပွဲစားတော်မှာဖြစ်တာကြောင့်အားလုံးကိုပြေးခိုင်းနေပါတယ်။အချင်းရေးတဲ့စကမ်းမှာဘိုးချုပ်တယောက်က Gap ကိုဆက်သွယ်ပြီးတော့ ကော်ဗယ်လီကိုသွားခိုင်းနေပါတယ်။ဂပ်ကာရိုဆီလက်ရှယ်ဒရာဂွန်နေနဲ့မပတ်သက်ချင်တာကြောင့်ပြောင်းအောင်ဒုံးနဲ့ထိုးသလိုမဖြစ်အောင်သွားမရှုပ်ဖို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ဘူချုပ်ကသူတို့ရရှိထားသတင်းတွေအရဂေါ်ဒီရိုဂျာပါပါလာနိုင်တယ်လို့ပြောတာကြောင့်ဂပ်ကစိုးရိမ်ရမပြောငါသွားလိုက်မယ်လို့ပြန်ပြောလိုက်ပြီးဒေမိုအင်းနဲ့ထွက်သွားခဲ့တာကရော့စ်ဘင်လန်တများတွေလည်းကော်ဗယ်လီကရထားတဲ့သတင်းတစ်ခုကြောင့်လိုက်လာကြပါတယ်။တပတ်မှတော့လူမဲလိုက်ပွဲကြီးကစတင်လာခဲ့ပြီးတော့မော်ဆိုးတယောက်ပြစ်လိုက်တဲ့မြားစင်းကကူးမိုင်းနောက်ကျုံးဆိုင်သွားခဲ့ပါတယ်။အဲလိုနဲ့တနေအောင်ရောတော့အိုင်ဗန်ကိုကပင်လယ်ထဲကိုကြီးခိုင်းလိုက်ပြီး ရေတပ်သင်းမော်ရီယာကျုံးကိုပတ်ပတ်လေးဝိုင်းထားခဲ့တာကြောင့်ဘယ်လိုမှထွက်ပြေးပုံမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ဒီကျုံးမှာဖြစ်နေရတဲ့အားလုံးကတမိုင်းကျောင်းကနေဖျက်ပစ်တာကိုခံရတော့မယ်လို့ပြောလိုက်ပြီးကျုံးမော်တယန်စာတာတွေအားလုံးကိုရသလောက်ဂုံသွေးဆုပ်သွားကြတော့မယ်လို့ပြောကာကျုံးမော်မှာရှိတဲ့လူရောက်တသိန်းကလည်းပြိုင်ပွဲလုံးနေတဲ့သုံးဘတ်တွင်တယောက်မကျန်အသက်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒီမှာတယောက်ကထလာပြီးတော့ပြိုင်ပွဲပြီးတဲ့သုံးဘတ်ကျော်လို့အသက်ရှင်နိုင်ရင်တို့လည်းလွတ်မြောက်ခွင့်ရမယ်မဟုတ်လားလို့ပြောနေပေမဲ့အိုင်ဗန်ကော့ကတော့ပြီးခဲ့တဲ့ပွဲတွေအားလုံးမှာအသက်ရှင်ကြတဲ့သူတယောက်မှမရှိခဲ့ဘူးလို့ပြောပြလိုက်ပါတယ်။ နောက်တစ်ယောက်ကလည်းဒါဆိုဘာလို့သူတို့ကိုမျောလင်းချက်ပေးတဲ့စည်းကမ်းချက်ထုတ်ထားလဲလို့မေးလိုက်ပြီးတော့အိုင်ဗန်ကတော့မျောလင်းချက်ရှိနေမင်းတို့ကပြေးမယ်လေအသက်ရှင်နေတဲ့သူကိုတတ်ရတဲ့ရတာကိုကြိုက်ကြတယ်ကောင်းလေးပေါ့လို့ပြောပြလိုက်ပါတယ်အဲ့ချိန်တစ်ဖက်မှာဂါလင်ကလူတွေတျောက်ပြီးတျောက်အာဘာတပ်ပစ်နေခဲ့ပြီးဒါတွေတော့ live လွှင့်ပြီးတော့ဘန်းဖြေစရာတခုလို့ကြည့်နေကြတာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲအိုင်ဗန်ကရဲ့လက်မှခြေထားတဲ့တန်ကြိုးတွေကိုအတူတူပါလိုက်ငါးလူသားတကောင်ကိုက်ဖြတ်ပေးလိုက်ပြီးတော့ကရင်ဖြန်းချီလုံးတဲ့ဂျင်းတွေကိုအစင်းပြေလားလို့သွားမေးလိုက်ပါတယ်တခြားသူတွေကဂျင်းတွေကိုဘာလုံးညာလဲလို့မေးတာကြောင့် ဂျီနီယာပွဲမှာနိုင်ရတဲ့ချန်ပီယံကိုပေးမယ်ဆုတွေဖြစ်ကြတယ်။နဂါးကောင်ဖြစ်ပြောင်းနိုင်တဲ့မက်ဒီကယ်ဒီဗယ်ဖရုတ်နဲ့တခြားကျုံချက်ချင်းရောက်ဖို့ပေးနိုင်တဲ့ပေါ်ပေါ်ဖရုတ်တွေအကြောင်းကိုတခြားပင်လယ်ဓားရီနဲ့ရေတပ်ကိုသတင်းပေးနေရလို့ပြောပြလိုက်ပါတယ်။အိုင်ဗန်ကော့ကအဲ့ဒီဒီဗယ်ဖရုတ်တွေကိုသူတို့သာရအောင်ယူနိုင်ရင်ဒီကျုံကလည်းအလွယ်လေးထွက်ပြေးလို့ရနိုင်လို့ပြောလိုက်ပြီးတော့တခြားသူတွေကဒီဗယ်ဖရုတ်တွေကကျုံလယ်ကောင်မှာတင်းထားတာဖြစ်တဲ့အတွက်သူတို့သွားယူရင်တင်းနိုင်ချေရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ကျောင်းဂျင်းတွေကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းကပင်လယ်ဓားရီနဲ့ရေတပ်စခန်းတွေကိုကျုံရဲ့အကြောင်းသတင်းဖွာထားလို့ပြောနေပြီးတော့မကြခင်မှာပဲ ဒီကျုံးမမစုကိုလူရင်းနဲ့တိုက်ပွဲတွေဖြစ်ကုန်ကြတော့မှာဖြစ်ကအဲ့ဒီချိန်မှာလှုပ်ရှားကြရမယ်လို့သူကပြောလိုက်ပါတယ်ဒါပေမဲ့ Celestial Dragon တွေကိုခဏလောက်အောင်လွှဲပေးထားဖို့တရားကိုလှုပ်ပေးရမယ်လို့ပြောလိုက်ပြီးတော့ကုမားမဆိုင်မတော့ပဲနောက်ထပ်လူတွေတရားမအောင်မမြင်ချင်တာကြောင့်သူလှုပ်လိုက်မယ်လို့ပြောလိုက်ပါတယ် Ivan ကလည်းကုမားရဲ့စကားကိုသဘောကျသွားပြီးတော့ငါမင်းကိုအသေးခံမှာမဟုတ်ဘူးကုမားငါ့အတူတူကျုံးကနေထွက်ပြေးကြမယ်လို့ပြောလိုက်ပါတော့တယ်အဲ့ဒီအပြင်မှာဝိုင်းထားတဲ့ရေတဲသင်းမောတွေကိုပင်လယ်ဓားတွေကစားတင်တိုက်ခိုက်လာခဲ့ပါလေ။ဒါမဲ့ရိုးပင်လယ်ဓားတော့မဟုတ်ပါဘူး။ rocks ပင်လယ်ဓားတွေပါ ဒါနောက်ရေတပ်ဘောကြောင်တွေလည်းကြောက်လန့်ကုန်ပြီးတော့ရှိရှိသမျှအမြောက်တွေနဲ့စတင်ပစ်ခတ်ကြပါတော့တယ်။ဒါမဲ့ရေတပ်သင်းမောင်းပဲမှောက်သွားပြီးတော့ YPR, Stacy, Gloriosa, Shiki the Golden Lion, Captain John, Gairo နဲ့ Bemama ကိုလင်းလင်းပါဝင်ဆရာရှာယူ Ross ပင်လယ်တမျှတွေကကျုံးမောင်းတက်လာခဲ့ကြပါတော့တယ်။သူတို့အားလုံးကစူးလက်တွေကိုဥသူစနစ်နဲ့လာလူကြတာဖြစ်ပါတယ်။ Gairo က Goro ကြလဲကျုံးကိုလာမယ်ကြားတာကြောင့်မြန်မြန်ကိစ္စဖြတ်ချောက်ပြောနေပြီးတဖက်မှာပင်လယ်တမျှတွေရောက်နေကြတဲ့ Celestial Dragon တွေကရေတပ်သားတွေကိုသူတို့တစ်ခုဖြစ်အသေးအပြေးပေးမယ်လို့စူပူနေခဲ့ပါတယ်။ တပတ်မှာတော့တပ်သားတယောက်ကနာမည်ကြီးပင်လယ်များတို့ရောက်လာကြောင်းသူတို့တပ်တွေမတားနိုင်တော့လို့ပြောနေပြီးတော့ရောဂျာရဲ့သင်းမောယူမြင်လိုက်ရတာကြောင်းလမ်းဖြန်သွားခဲ့ကြပါတော့တယ်။အချင်းရောဂျာလူဖီဆီယာစကင်ရဲလီနဲ့ပါစိန်နလက်ကိုင်စကောပါကာဘန်နိုနဲ့ပါတဲ့အဖွဲ့တွေနဲ့အတူဂျိုးမော်ကိုတတ်လာခဲ့ကြပါတယ်။ဒီမင်ကွင်းတော့ဂါလင်းနဲ့ဟိုလီနိုက်တွေကကြည့်နေကြပြီးတော့တိုက်ခိုက်ကြဖို့ဂါလင်းကအမိန်ပေးလိုက်ပါတယ်။သူတို့ရဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်ဂျိုးတစ်ခုလုံးနဲ့ဆုတ်ပြတ်တက်နေပြီးတော့ကူမာနဲ့အိုင်ဗန်ကောတို့ကဒီဘယ်ဖရူတွေကိုအမြိုင်ဖို့လုံနေခဲ့ကြကအချင်းရေတပ်သားတယောက်ကထိမ်းမရတော့ဘူးပြောလို့အထက်ကိုသတင်းပို့လိုက်ပြီး တက်ကူတွေလွတ်လိုက်တဲ့အကြောင်းကိုအထက်ကပြောလိုက်ပါတယ်။တချိန်တည်းမှာပဲရေတပ်သင်းမော်စီကရောက်လာပြီးတော့အထဲမှာပါတဲ့သူကတော့မန်ဂီတီကပဲဖြစ်ပါတယ်။သူကငိုမရောဂျာဗမလဲလို့ဟေးကြွေးကကျုံးမော်ကိုတက်လာခဲ့ပြီးတော့ဂပ်ပြောက်လာကြောင်းရေတပ်သားတွေလည်းပျော်သွားခဲ့ကြပါတယ်။အဲဒီမှာကူမနဲ့အိုင်ဗန်ကော့တို့ကဆူလိုက်ရေနာတွေကိုခိုးလာခဲ့ပြီးတော့ဂိုဒေါင်တစ်ခုမှဖွင့်ကြည့်နေကြပါတယ်။ပြီးတော့သူတို့ကဘာဘာအသီးမမသိကြပါနဲ့။တောက်လုံးစားဖို့လုံးနေကြပြီးတော့ရုတ်တရက်ဘေမမကရောက်လာကအိုင်ဗန်ကော့ရဲ့အသီးကိုဝင်လူပြေးလိုက်ပါတယ်။ ပြီးတော့သူမကူမရဲ့အသီးကိုလည်းယူဖို့လုပ်နေပြီးတော့အိုင်ဗန်ကော့ကခြေထောက်တွေကိုဆွဲထားကကူမကိုထွက်ပြေးဖို့ပြောလိုက်ပါတယ်။အန်လိုနဲ့ကူမလည်းအသီးကိုစားလိုက်ပြီးတော့အဲချိန်စေတန်းရောက်လာကထွက်ပြေးနေကူမကိုတားပစ်လိုက်ပါတယ်။သူကကူမလို့ဂျုံတယောက်ရဲ့တာဝန်ကအလုံးမှန်များအကုန်လုပ်ပြီးတော့တေးရမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။တမိုင်းကြောင်မှလည်းအဲ့လိုရေးထားတယ်။နောက်ထပ်လည်းဖြစ်နေအောင်မှာပဲလို့ပြောလိုက်ပြီးတော့ကူမခင်ဗျာရေးပါတယ်လူတယောက်မလားလို့မေးလိုက်ပါတယ်။ခင်ဗျားတို့ကရေးပါလူတွေဖြစ်မွေးလာပြီမေကျွန်တော်တို့ကဘာမှမဟုတ်တဲ့သူတွေဖြစ်မွေးလာခဲ့တာကျွန်တော်သာနေနေဖျားနီကလို့အစွမ်းတစ်ခုရှိမယ်ဆိုရင် ်ဘွားတူလူတွေကိုကဲတင်ပေးခြင်းမိတယ်လို့ပြောလိုက်ပါတယ်ဇေဒန်လည်းအဲအားကြောင့်မင်းကသေးရမှာလို့ပြန်ပြောလိုက်ပါတယ်နောက်ထပ်ဆက်ဝင်ကန်တစ်ခုမှတော့အားလုံးလည်းပြီးဆုံးသွားပြီးတော့ထွက်ပြေးလွတ်မြောက်လာကြတဲ့ Ivan Kong ကူမားနဲ့ Jenny တို့ကိုတွေ့ရမှာဖြစ်ပါတယ် Go Valley ကျွန်းမှာဖြစ်ခဲ့သမျှကိုစိုးရတဲ့အချက်တွေအကုန်ဖယ်ထားပြီး Go Valley ကျွန်းမှာဖြစ်ခဲ့သမျှကိုစိုးရတဲ့အချက်တွေအကုန်ဖယ်ထားပြီးကားပြည့်သူရဲကောင်းဆန်တဲ့တိုက်ပွဲလိုပဲသတင်းစာတွေကဖော်ပြထားတာကြောင့် Ivan Kong ကစိတ်တူနေခဲ့ပါတယ်ကူမားတော့နောက်ထပ်လူတွေအများကြီးကိုကဲတင်နိုင်မှုအတွက်စူတောင်းနေပြီးတော့ Ivan Kong က Go Valley ကကျွန်းရောက်900တောင်ကဲတင်နိုင်ခဲ့တာကြောင့် အပြည့်ရှိစိတ်မှဖြစ်ဖို့ပြောနေပြီးတော့မင်းရဲ့လက်တွေကလွတ်လပ်ရေးလက်တွေဖြစ်တယ်လို့ကြီးကျူးနေပါတယ်။ကုမားရဲ့လက်ဖွားတွေကပေါ်ပေါ်ဖရုကိုစားထားကြအောင်ကြောင်ပုံစံဖြစ်နေခဲ့ပါတယ်။ဒုနဲ့နောက်ဆုံးမှာတော့ Ivan ကလည်းလွတ်လပ်သွားပြီဖြစ်တာကြောင့်ကုမားတို့ကိုပြန်လည်နှုတ်ဆက်ပြီးတော့ဒေမော်ဒစီနဲ့အတူထွက်သွားခဲ့တော့တာပါ။ကြံခဲ့တဲ့ဂျင်းနီနဲ့ကုမားတို့ကတော့တိတ်ခုတ်ရောင်းဝင်းနဲ့နောက်ထပ်ခိုးတိုင်းလူတိုင်းမလုပ်တော့ပဲရိုးသားသားလုတ်ကင်စားတော့ကြမယ်လို့ပြောလိုက်ကြပါတယ်။ဒုနဲ့တိတ်ခုတ်ပြီးပြန်လာတော့ကလေးနှောင်းကကုမားကိုမျက်နှာစိမ့်မလို့အနိုင်ကျင့်နေပြီးဂျင်းနီကကုမားချီကိုအနိုင်မကျင့်နဲ့လို့អော်ပြောကဝင်လုံးပေးခဲ့ပါတယ်။ ဒါကြောင့်ကလေးနှစ်ယောက်ကအာလူပူးသီးတွေထားကငိုနေခဲ့ကြပြီးတော့ကုမာပေါ်ပေါ်ဖရုအစွမ်းနဲ့ဒရားတွေကိုဆွဲထုတ်ကကုသပေးလိုက်တာကြောင့်တငယ်ချင်းတွေဖြစ်သွားခဲ့ကြပါလေ။အဲဒီညမှာတော့သူတို့ကညစာဝဝလင်းစားတောက်ခဲ့ကြပြီးတော့ဂျင်းနီယာကုမာကိုဘယ်ကလေးကကြုံစားဖြစ်ခဲ့တာလဲလို့မေးလိုက်ကကုမာလေးနှစ်ကလေးကလို့ပြန်ဖြေလိုက်တာကြောင့်ငါရောပဲလို့ဂျင်းနီကပြန်ပြောလိုက်ပါလေ။ပြီးတော့ဘိုက်ပြေအောင်မစားတာကြာပြီဖြစ်တဲ့ဂျင်းနီကငါဘိုက်ပြေနေပြီငါဘိုက်ပြေနေပြီလို့ပြောကငိုနေခဲ့ပါလေ။ဒါမှမဟုတ်ကုမာသူ့ရဲ့ဘဝမှာကြုံခဲ့ရတဲ့အဖြစ်အဆိုးတွေအားလုံးကိုပြန်မြင်အောင်နေပြီး နောက်ဆုံးမှာတော့တာယာအေးချမ်းနဲ့ဘွာလေးကိုပိုင်ဆိုင်ပြီးလို့တွေးကမန်ဂိုပါနဲ့ဂျင်းနီရဲလို့တိုင်းနဲ့သူ့ရဲ့မျက်ရည်ဇက်တွေကိုလည်းမထိနိုင်တော့ပါဘူးဒီပိုင်းလေးတော့ဒီလောက်ပါပဲနောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျကျွန်တော်အန်ခင်မူပါ